အားလုံးပဲမင်္ဂလာပါနော်ကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကိုလည်း like subscribe လေးထားပေးကြပါဦးနော်အဲကျွန်တော်ဒီနေ့ပြောဆိုနည်းနည်းနောက်ကျသွားပါဘောနော်ဗုဒ္ဓဘုံနေအတွက်ကိုကျွန်တော်ညဘက်မှာတော့ကြည့်တော့ကြည်နေရပါနော်ကြည့်တော့ကြည်နေရဆိုပေမဲ့အဲ site ကတော့တွေ့တော့တွေ့တယ်ဘောနော်ဒီဟိုကြိုက်တဲ့တစ်ခွက်ကိုအဓိကရွေးချယ်မယ်ဆိုတော့ကျွန်တော်ဒီနေ့ဘောနော်ငါကိုရဲ့ငါကို library ပေါ့နော်ဒါမနေ့ပိုင်းကိုအဓိကကြိုက်တယ်ကျွန်တော်ဗီဒီယိုပြောမယ်ဆိုတော့ အဓိကအဓိကကြားတဲ့ဟာလေးကျွန်တော်ပြပေးလိုက်မယ်နော်တစ်ခွက်ကောင်းကငါကိုငါကွာဘာလို့ကြားနိုင်လဲဆိုရင်ဒါတချို့ video အပြောင်းအလဲအချိန်ကလည်း9နိုင်ကြော်နေဖြစ်တဲ့အတွက်ပေါ့နော်တချို့မိတ်ဆွေကြတော့လဲဒါတနေုံထိုးဝမ်းမဲ့ဟာလေးပဲကြီးရင်ကြီးပေါ့ဒီငါကိုတစ်ခွက်ပေါ့နော်တစ်ခွက်ကောင်းအခွေလိုက်ရှင်3ည7နှစ်3ည7နှစ်ကတော့တနေကုန်ဒီငါကို၄ break ပြောမစငါကို၄ break ကတော့ဒါမနေ့ပိုင်းကြာပေးဖို့ရများတယ်ပေါ့နော်၃ break ကတော့ညနေပိုင်းကိုကြိုက်တယ်ဒါမဲ့ ဖြစ်နိုင်တော့မနေ့ပိုင်းမှာထဲကစား89တပွဲရှိမှာเนาะအဲဆိုတော့ကျွန်တော်တို့ဒီဒီ5ကိုကဒါမနေ့ကဒါတစ်ပရိယာနဲ့မိတ်ဆွေတွေလည်းတစ်ပရိယာနဲ့မိတ်ဆွေတွေလည်းသဘောပေါက်အောင်ပေါ့เนาะဒါမှမဟုတ်ရင်လည်းကြောရှိဒါကတ်လာယူရဲလူတွေကတ်လာယူတာမဟုတ်ပါဘူးကျွန်တော်ရှိမှာပေါ့เนาะတစ်ခွက်ကောင်းလာယူရဲလူတွေတစ်ခွက်လာယူရဲဆိုတာအခကျွင်းဝင်တောင်းနာမျိုးမရှိပါဘူးစင်နာရှိလို့ပြင်တော့ယူပါ့ ိုဒါကနန်းထွက်มาပြောတာပါเนาะဒါစကားဆက်ပြီးလို့ဒီမှာကနန်း3လုံး5တုံးလုံး8နှစ်တုံးလုံး8 6တုံးလုံး8လို့ထွက်ဘုဗ္ဗတော်ဘုန်းကြီးမှာပါကြတယ်ငါကိုဒီမှာကိုငါလို့ဆင်းပေးတယ်အဲဆိုတော့ဒီမှာကျွန်တော်ငါကိုတစ်ခွက်ရှိမယ်အဲကျွန်တော်ဒီဟာလေးပေါ့เนาะတစ်ခွက်ကောင်းဒါမနေ့က tip break လို့ပြီးတဲ့ပုံစံမျိုးဆိုရင်ဒါ tip break ဒါအဲတစ်ချက်ပြန်စဉ်းစားလိုက်ရင်ဒီမှာ tip break ပြီးရင်ကျွန်တော်၄ break ဒီမှာ tip break ပြီးရင်ကျွန်တော်၄ break လာနိုင်တယ်အဲဆိုကျွန်တော်တို့၄ break ပေါ့เนาะကျွန်တော်အကြိုက်ဆုံးကတော့ ငါးကိုရဲ့၄တုံညာရဲ့နှစ်ပွက်ကိုအကြိုက်ဆုံးဒါမဲ့ပေးနေကြတိုင်းကျွန်တော်ငါးကိုဟုတ်ပြီပြီးတော့တုံညာသိနေခွေရနော်ဒီမှာကျွန်တော်ပြပေးမယ်ခွန်6ထွက်ပြီးရင်ခွန်6ထွက်ပြီးရင်ဒီမှာပေါ့နော်ဒါတော့တောက်ကြနေကနေပြန်ဆင်းတယ်နောက်တစ်ပတ်မှာနှစ်ဘူးတုံညာနဲ့နှစ်ဘူးတုံညာနဲ့ထပ်ဆင်းမယ်ဒီမှာပေါ့နော်ခွန်6လို့ပြီးတဲ့ဘက်ကခွန်6ခွန်6 5 6ရှိဘူး မနစ်တဲ့နဲ့ရှစ်ခုဆိုတော့ကျွန်တော်နစ်တဲ့တစ်ခွက်ရဲ့ကျွန်တော်နစ်ဘူးသုံးညနေရဲ့ထပ်ပြီးမှဆင်းနိုင်ဆင်းနိုင်တာဖြစ်တဲ့အတွက်ကိုဒီကဏ္ဍသုံးခွက်ကအဓိကဆင်းနိုင်တယ်ဖြစ်တယ်ဒီသုံးလုံးကိုခွေလိုက်မယ်ဆိုရင်ကျွန်တော်သုံးညတဲ့နဲ့အခွေရှိတယ်အဲဆိုတော့သုံးညတဲ့နဲ့ခွေရဒီဘေးနေကြစိုက်တိုင်းဆိုရင်ဒီကအင်္ဂါနေ့အင်္ဂါနေ့နော်အင်္ဂါနေ့ဆိုတဲ့ခါကျတော့ပြောမယ်ဆိုရင်တနင်္လာအင်္ဂါနေ့ရက်တွင်ပေးတာဒါမဲ့သူကနည်းနည်းဒါကြရင်နောက်ကြပြီးမှပေးတာမျိုးရှိတယ်ဖြစ်တဲ့အတွက် တည့်ရက်လောက်တော့ဒီနေ့ကိုအဓိက main တင်ကစားမယ်ပေါ့နော်အဲဆိုတော့တုံညာတင်နေခွေရှိကျွန်တော်ဒီမနေ့ကတော့ဒီပေါ့နော်ဒီ leak rate ကိုဘာလို့အဓိကလိုက်ရလဲဆိုတာကဒီတင်းလာထွက်ကနန်းနဲ့ကျွန်တော်အဓိကကြည့်ပေးတာပေါ့နော်ဟိုပြောပြချင်တာကျွန်တော်ဒီတပွက်ကောင်း site ကြည့်ရင်းနဲ့ကျွန်တော်ဒီ site လေးတွေ့လို့ကျွန်တော်အဓိကပေးလိုက်တယ် ပြောမယ်ဆိုတော့ဒါတစ်ခွက်ကောင်းကိုမွေးထိုးတာချင်းအတူတူကျန်တဲ့ကဏ္ဍလေးဒီ၄ခွက်လောက်ကိုကစားနိုင်ရင်ဒါ၄ခွက်မဟုတ်နော်၄ကိုရိတ်ဒါတချို့ဆိုရင်တော့ပြောပါရဲမန်ပါတယ်တချို့မန်ပါဆိုတော့၄ကိုရိတ်ဆိုရင်တော့ဒါအကွက်များမယ်ဆိုရင်ကျွန်တော်ပြဒီမိန်၄ခွက်လောက်တင်ကစားအဆင်ပြေတော့ဗောနော်အဲပြောပြရင်တာပြီးတော့ခွန်9ရဲ့30ရဲ့6နှစ်ဟိုပြောပြရင်တာကျွန်တော်ဒီလိုဗောနော်တချို့ site တွေတော့တော့မပြမပြပေးနေတာဗောတချို့ site အကုန်လုံးကိုယ့်အတွက်တော့ကိုယ်နည်းနည်းတော့ခြံထားရတယ်ဗောနော် ဟိုပြောမှဆိုတော့ကျွတ်ဆိုင်တွေကလည်းအကုန်လုံးပြလိုက်ပြလိုက်တာတော့မှန်ပါတယ်ဒီလိုပေါ့နော်ပို့အတွက် channel ဆိုတာပြောပြချင်တာလေဟိုကိုတိတာလေးတက်တာလေးပေါ့နော်ကိုဆရာစား channel ဆိုတဲ့ပုံစံမျိုးလေးကျွန်တော်ပြောတာပါအဲဆိုတော့ပြောမှဆိုတော့ကျွန်တော်လည်းတတ်နိုင်နေများတာတော့အကုန်ကတော့အဓိကချပြပေးရပေါ့နော်ပြီးတော့မနေ့ကတရားဆိုတော့ပေါ့နော်ဒါပြောပြတာပါ ဒီကျွန်တော်ပြောချင်တာကတခွက်ကောင်းယူတခွက်ကောင်းဆိုင်ပေးရင်းနဲ့ပေါ့နော်အဲတခွက်ကောင်းဆိုင်နဲ့ပေးရင်းနဲ့ကျွန်တော်ဒီ Lego break မှာသူက Lego break ကတော့သူကပြောမှဆိုရင်ကျွန်တော်ကတင်ထိုးရကျွန်တော်ဗီဒီယိုကကြည့်မရလို့ပေါ့နော်တင်ထိုးရမယ့်ကွက်ပဲကျွန်တော်ပေးလိုက်တာပေးလိုက်တာဖြစ်တဲ့အတွက်ကိုပြောမှဆိုရင်သူကပြောချင်တာအာကွက်တွေအလောက်များမယ်မထင်ဘူးတဲ့ကျွန်တော်ပေးတာတော့တခွက်ကောင်းဆိုင်ကိုဆိုင်နဲ့ frame ဆိုင်နဲ့ဗီဒီယိုနဲ့ပေးတာဒါပေမဲ့သူကတော့ဗီဒီယိုကြည့်မရလို့တဲ့ဆိုတော့ခါကျတော့ဩကျွန်တော်ကတရားလေးပေးလိုက်ရောပေါ့နော် ပြီးတော့ပြီးတော့နေခင်ဘယ်လောက်ဆိုတော့ကြည့်လို့ရရင်ရမှာပေါ့နော်ဒါမှညနေမှာကိုတုံညာတွေ့သူပြောတဲ့ပုံစံကျွန်တော်ကအခချင်းဝေတောင်းပြီးပေးတဲ့ပုံစံမျိုးကျွန်တော်ပြောတာပေါ့နော်ကျွန်တော်ပြောတာအမှန်ပါအမှန်ပါတပတ်စာတီးတာခေါ်ပြီးတာဒါမှမဟုတ်တချို့ site တွေကကြတော့ဟိုအဆင်ပြေလာယူလိုက်ကျွန်တော်ပြောမယ်ဆိုတော့သူပြောတဲ့ပုံစံအခချင်းဝေတောင်းပြီးပေးတဲ့ပုံစံကျွန်တော်ပေါ့နေပါပေါ့နော်ပေါ့တယ်ဆိုတာကသူကဒီလိုပေါ့ခဏ မထိုးလိုက်ဘူးတဲ့မထိုးလိုက်ဘူးဆိုတော့ထိုးတာမထိုးတာသူ့ခန္ဓာပေါ့နော်ကျွန်တော်ရှင်ကလာယူပါဒါပေမဲ့ဖြစ်နိုင်ရင်တော့ကျွန်တော်တကယ်ထိုးတဲ့လူပဲလာယူစေချင်တယ်သူကမထိုးလိုက်ဘူးတဲ့ခဏနေအဲ့လောက်များမယ်လည်းမထင်ဘူးတဲ့ကျွန်တော်တစ်ခွက်တည်းဆိုပြီးမှလာတောင်းတာတဲ့သူပြောတဲ့ပုံစံကကျွန်တော်ပြောတာဒီတစ်ခွက်တည်းဆိုရင်လည်းတစ်ခွက်တည်းဝယ်ဘာလို့လိုက်ရမယ်ဘလို့လိုက်တင်လဲဆိုတာလည်းကျွန်တော်ရှင်းပြပေးပြီးတာကျွန်တော်ပြောချင်တာတစ်ခွက်တည်းလိုက်တာမှမေးမယ်ကိုဒီခွန်ငါဆိုရင်တော့ခွန်ကတခါကျရင်ထိတ်ကကြမလားနောက်ကကြမလားဒါ ချိန်နေပြောလို့ရတဲ့အရာမျိုးမဟုတ်ဘူးလေနော်အဲ့ဒါမျိုးလေးဖြစ်တဲ့အတွက်ကျွန်တော်ပြောပြချင်တာဒီတကယ်ထိုးနိုင်လာယူပြောမစွဲခါချင်းဝေးတောင်းတာမျိုးမရှိဘူးမနေ့ကဆိုတော့ဒါပြောပြတာအဲတယောက်ကတော့သူအဆင်ပြေနေမှာပေါ့နော်သူအဆင်ပြေတော့ကျွန်တော်မဟုတ်ဘူးလေဒါလမ်းထည့်ပေးတဲ့ဖုံးမွေဖို့ပဲဖြစ်ပေါ့နော်ဟာကျေးဇူးတင်ပါအစီအပြင်းတော့လာယူပါနော်။စင်နာတော့မစော်ကားပါနဲ့။ကျွန်တော်ဒါလေးပဲပြောချင်ပါတယ်။အဲဆိုတော့ကျွန်တော်ပြီးလို့လေးရတော့ဒီလောက်ပါပဲနော်။ဒီပေးရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။